မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သက်အပ်ပါတယ်ဒီတစ်ခါမှာတော့ UNESCO ကနေပြီးတော့ကမ္ဘာအသိအမှတ်ပြုထားတဲ့ Elora နဲ့ Agenda ကူးမြောက်ကိုလေ့လာကြရအောင်ပါမွန်ပွဲမြို့မှာလေ့လည်ပြီးတဲ့နောက်မွန်ပွဲကနေပြီးတော့390.6 km လောက်ရှိတဲ့ Agenda Elora စီကိုတော့ဖြစ်ခဲ့ပါတယ်ဒီ Agenda Elora ဆိုတဲ့နေရာတွေဟာဖျောက်ဖူးတော်တော်များများ မရောက်ရှိတဲ့နေရာတွေဖြစ်ပါတယ်ဒီဂူတွေကိုသွားရောက်လည်လာမယ်ဆိုလို့ရှိရင်တော့တီးတန်းအရှင်ပေးပြီးတော့သွားမှာဖြစ်ပါတယ်ငွေကြေးလေးများများဆက်ရမှာဖြစ်ပါတယ်သွားပြီးတော့လည်လာတဲ့အခါမှာလည်းပဲရောက်ပြီးရင်ပြီးပြီဆိုပြီးပြန်လည်လာလို့လည်းဘလို့မှအတိတ်ပဲရှိမဲ့ခီးစဉ်တော့မဟုတ်ပါဘူးအနည်းဆုံးညည၃ညလောက်အေးပြီးတော့လည်လာမှဒီမှာရှိနေတဲ့ဂူတွေအဲ့ဒီဂူတွေရဲ့အနုပညာ လက်ရာတွေပြီးသူကပညာလက်ရာတွေဘလောက်တိုးတက်အောင်မြင်ဖွံ့ဖြိုးတိုးတက်ခဲ့တယ်လဲဆိုတော့ရှင်သက်ရှုမှုကိုတဝါကြီးခံစားပြီးကမှပြန်လာဖို့ရန်တင့်တော်မဲ့ခီးဖြစ်ပါတယ်။မွန်ပွင့်ကို ရောက်တဲ့အခါမှာဒီဂူရီမွန်ပွင့်နဲ့အသိမဝေးတဲ့နေရာမှာ ရှိနေတယ်ဆိုတာကိုတော့သိထားပါတယ်။ဒါပေမဲ့အီလိုရာတို့ကန်ဟီရီတို့အဂျန်တာတို့ဆိုတဲ့နာမည်တွေကိုမရပါဘူး။ Google Map မှာ လိပ်ထောက်ချပြီးတော့ ဖယားဌာနများလို့လိုက်ချကြည့်လိုက်တဲ့အခါမှာဒီဂူတွေကိုတွတ်တွေ့ရတာဖြစ်ပါတယ်အဲ့ဒီဂူတွေကိုတွတ်မယ်တွတ်လို့တဲ့စိတ်ဆန္ဒရှိတဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုတွတ်ကြမယ်ဆိုပြီးတော့နှစ်ယောက်တိုင်ဝင်ပြီးတော့ကန့်ငယ်လေးတစ်စီနဲ့တွတ်ရောက်ခဲ့တာဖြစ်ပါတယ်မနေ့ဆိုဆိုကြီးမုံမွေးမျိုးကထွက်လာတာတနာယီဝန်းကျင်လောက်မှာအီလိုရာကူကိုရောက်ပါတယ်အမှန်ကတော့လမ်းကြောင်းမသိတာလည်းပါတာဘူးလေလမ်းကြောင်းသိလို့ရှိရင်ဒီကူတွေကိုမင်းမြန်ဆန်ဆန်ရောက်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်အဲ့ဒါကတော့မုံပိုင်းကနေပြီးတော့ အရန်ကပတ်ဆိုတဲ့မြို့ကိုလေရင်စီးလိုက်လို့ရှိရင်ဆက်ရှင်းရောက်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အရန်ကပတ်မြို့ကနေပြီးတော့29ကီလိုမီတာလောက်မှာအီလိုရာကူရှိနေတာဖြစ်ပါတယ်။အရန်ကပတ်မြို့ကနေပြီးတော့အဂျန်တာကိုသွားမယ်ဆိုလို့ရှိရင်လည်းပဲသိမ့်မဝေးလှပါဘူး။နှစ်နာရီကျော်ကျော်လောက်ပဲစီးရတဲ့လမ်းကြောင်းဖြစ်ပါတယ်။တကယ်လို့သွားမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံမြန်မာနိုင်ငံနေပြီးတော့ကာလကတ္တာကာလကတ္တာကနေပြီးတော့မွန်ဘိုင်းမွန်ဘိုင်းကနေပြီးတော့အရုံခပတ်မြို့ကိုလေရင်စီးပြီးတော့တွက်မယ်ဆိုလို့ရှိရင်တွက်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကန်းငယ်လေးနဲ့တွက်မယ်ဆိုလို့ရှိရင်လည်းတွက်လို့ရပါတယ်ဟိုရောက်လို့ရှိရင်ဟိုတယ်လေးပါလေးငှားပြီးတော့အဲ့ဒီဟိုတယ်တွေမှာအိပ်ပြီးခါမှမနဲ့ဆူဆူတွက်လို့ရှိရင်ပို့ပြီးတော့တင့်တော့ပါတယ်အဲ့ဒီ Elora Google ရောက်တဲ့ခါမှာပထမဦးဆုံးလက်မှတ်ပြရပါတယ်။ passport တွေပြရပါတယ်။ပြပြီးခါမှာအထည်ကိုဝင်ခွင့်ပေးပါ ထဲကိုဝင်သွားပြီဆိုတာနဲ့ဒီကူတွေရဲ့လှပမှုပြည်သူကပညာရှင်တွေရဲ့စ조사အထောက်မှုအိန္ဒိယလူမျိုးတွေရဲ့ရှ िख ိအိန္ဒိယလူမျိုးတွေရဲ့ပပုပကြီးပြည်သူကပညာတွေမှာကျွမ်းကျင်တက်မြောက်မှုတွေကိုမိမောင်းထုတ်ပြနေတာဖြစ်ပါတယ်အလွန်တရာမှအံ့ဖွယ်ကောင်းပါတယ်တောင်ကြီးတွေကိုဖောက်ပြီးတော့ဇနစ်တကျတိဆောက်ခဲ့တာဖြစ်ပါတယ်ခမရသလောက်ဆိုလို့ရှိရင်ဒီဂူတွေဟာယဟန်တို့တွေအတွက်ဆောက်လုပ်ထားတဲ့ဂူတွေဖြစ်နိုင်ပါတယ်။ဂူကတော့၃မျိုး၃စားခွဲလို့ရပါတယ်။ဂူတွေကတော့၃မျိုး၃စားခွဲထားပါတယ်။ ဟိန္ဒူရဲ့ဗုဒ္ဓဘာသာရဲ့ဂျင်းရဲ့ဆိုပြီးတော့ဗုဒ္ဓဘာသာရဲ့အကြောင်းတွေကို လေ့လာကြည့်တဲ့အခါမှာသင်္ကာပေါင်းထောင်ရှိပြီးတော့နေနိုင်တဲ့ဟောကမ္မကြီးတွေတကယ်အပြင်မှာစောက်ထားတဲ့ဒီသုံးထပ်တိတ်ကြီးတွေလို့သုံးထပ်တိတ်ကြီးတွေလို့ပဲအဲ့ဒီဂူတွေကို ဖောက်ပြီးတော့သုံးထပ်စောက်ထားတဲ့ကျောင်းဆောင်ကြီးတွေတကယ်အမခံဖြစ်ပါတယ်အဲ့ဒီအထက်မှာဝက်ပြုဆွန်းစားတဲ့အဆောင်တွေဆွန်းစားတဲ့အဆောင်တွေဆိုလို့ရှိရင် တကယ်အထေကိုဝင်သွားပြီဆိုလို့ရှိရင်ကြီးကြီးမားမားတင်္ဂါပေါင်းထောင်ရှိဆန်းတဲ့ဟိုခမ်းမကြီးတွေကိုပြုတ်လောက်ထတာတွေ့ရပါတယ်ဖះရှိခိုးတဲ့အဆောင်ဆိုလို့ရှိရင်လည်းအလွန်တရာမှလှပတဲ့အဆောင်ဖြစ်ပါတယ်အလေးမှာဇီတီနဲ့ဇီတီပဲပေးတစ်ဖက်တစ်ချက်စီမှာဖះရုပ်ထုတွေကိုထူးဆစ်ထားပြီးတော့ခေါင်းမမှာဆိုလို့ရှိရင်သစ်သားတွေနဲ့ပြုတ်လောက်ထားတဲ့ပုံစံအတိုင်းပဲခေါင်းမကိုသစ်သားနဲ့ပြုတ်လောက်ထားတယ်လို့ပဲအလှဆင်ထားတာကိုလေတွေ့ခဲ့ရပါတယ် မိုးရွာသေးဆိုလို့ရှိရင်ရေတခွန်တွေစီးဆင်းနေတဲ့ရေတခွန်တွေရှိတဲ့နေရာတွေလည်းရှိပါတယ်။အလွန်တရာမှလဲလာဖို့ကောင်းတဲ့နေရာဒေသတွေဖြစ်ပါတယ်။ထူထားတဲ့လက်ရာတွေကတော့အလွန်တရာမှပျော်မြောက်ပြီးတော့ပန်းခတ်ပန်းတွေအစာရည်တွေအပြင်အနုဆိုင်လာပါတယ်။တချို့နေရာတွေကတော့ထူထားတဲ့ဒီဆင်းတူတို့တွေကြောက်သားတွေဟာအနည်းငယ်ကြမ်းနေသူညာလည်းပဲတကယ်လက်ရာမြောက်တဲ့ပြည်သူကပညာတွေဖြစ်ပါတယ်။အဲဒီကေကတော့က ဲ့ဒီဖရာတွေကြောင်းဆောင်တွေကိုထုစစ်ကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေရဲ့ဘိတုကပညာလက်ရာကိုစီးကျူးလို့မကွန်နိုင်အောင်ပဲဖြစ်ခဲ့ရပါတယ်အဲလိုရာကူကိုတွားရောက်ပြီးတော့လေ့လာတဲ့အခါမှာအရှင်သိမရတာနဲ့ဂုမြတ်မြတ်ဆန်းဆန်းကိုတော့မရောက်ခဲ့ပါဘူးအမှန်ကအကူက34ခုရှိပါတယ်ဒီအလိုရာကိရဲ့တမန်ကြောင့်ကို အနည်းငယ်လေ့လာကြရအောင်ပါအလိုရာ ဂူမြာဆိုတာဟာအိန္ဒိယနိုင်ငံမဟာရာရှထရာပြည်နယ်အရုံဟာဘတ်မြို့အနီးမှာတည်ရှိပါတယ်ဒီဂူတွေကိုကမ္ဘာအံ့ဖွယ်အဆောက်အုံတစ်ခုဖြစ် UNESCO ကသတ်မှတ်ပေးထားတာဖြစ်ပါတယ်ဒီဂူတွေဟာကျောက်ထွန်းဖျားကျောင်းဂူဖျားပေါင်းများစွာပါရှိတဲ့ဂူမြာဖြစ်ပါတယ်စူးစူးပေါင်းဂူရေအတွက်မှာ30နဲ့မှအလေးခုရှိပါတယ်ဒီဂူမြာရဲ့ထူးခြားချက်ကတော့ဘောရဘာသာဟိန္ဒူဘာသာဂျင်းဘာသာ ခွဲခြားမှုမရှိဘဲနဲ့ဟာမိုနီဖြစ်တဲ့ဘာသာကြီး၃ခုရဲ့ဘာသာရေးအာယုံခံစားမှုဘိတုကပညာနဲ့အနုပညာများကိုတနည်းအားဖြင့်မှာတွေ့မြင်နိုင်ခဲ့ပကြီကောက်ရတဲ့ဖွင့်ဖြစ်ပါလေဒီဘာသာကြီး၃ခုကိုရှင်တွေးပြီးတော့ထုလောက်ထားတဲ့အတွက်ကြောင့်အဲ့ဒီခေတ်ခါတော့ကဒီဘာသာကြီး၃ခုလို့ရဲ့သဟာဇတာဖြစ်မှုကိုကိုးစားပြုတဲ့သမဲဝင်နေရာတစ်ခုလည်းဖြစ်ပါလေဒီကူတွေကိုဘာသာလိုက် ခွဲပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်အုပ်စု၃စုကိုလည်း အဲ့ဒါကဟိန္ဒူရဲ့ဗောဓဘာသာရဲ့ချင်းရယ်ဆိုပြီးတော့အုပ်စုသုံးစုကိုတွေ့ရပါတယ်။ဒီကူတွေကိုဘယ်နှခုနှစ်မှာစပြီးတော့တီထောင်ခဲ့တယ်လေတီဆောက်ခဲ့တယ်လေလို့ခမ်းမှန်ကြည့်တဲ့အခါမှာ AD 600စု900စုအလေးပိုင်းတွေမှာတီဆောက်ထားခဲ့တယ်လို့ခမ်းမှန်ကြပါတယ်။အဓိကဒီအကြောင်းတွေကိုဒီအဆောက်အဦတွေကိုတီဆောက်ရခြင်းရည်ရချက်ကတော့ သူတို့ရဲ့ဂရုများဆရာများနေထိုင်ဖို့အတွက်ဖျားရှိဖို့ဖို့အတွက်အေးအေးချမ်းချမ်းတိုးတောင်တွေထိမှသတင်းသုံးနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ဆောက်တာခေဟန်ရှိပါတယ်ဘောရဝတာနဲ့သက်ဆိုင်တဲ့ဂူတွေကတော့ဂူနံပါတ်၁ကနေပြီးတော့၁၂အထိရှိပါတယ်အဲ့ဒီဂူ၁၂လုံးရှိတဲ့နက်ကဂူနံပါတ်၁၀ကတော့အလွန်တရာမှလှပတယ်ဖျားရှိဖို့အကြောင်းကိုပြုလုပ်ထားတာဖြစ်ပါတယ်တိသားကိုပြုလုပ်ထားသလိုပဲမျက်နှာချက်ကိုကျောက်သားတွေနဲ့စနစ်တကျထူးဆင်းရတာကို တွေ့ရပါတယ် ဖျားရှိခိုးလို့ရအောင်ဆိုပြီးတော့ဘောရရဲ့အဆင့်တူတော်သူကိုလည်းဇေဒီရဲ့ဘေးဘက်လေမှာထိုင်တော်မူအဆင့်တူတော်ကိုတူးစစ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဘုံနံပါတ်၁၁ကတော့အန်အိုဖွဲပဲအထက်ပေါက်သုံးထပ်နဲ့ဆောက်လုပ်ထားတာဖြစ်ပါတယ်။အပြင်ကကြည့်လို့ရှိရင်တည်တည်လေးဆိုပြီးတော့မြင်ရပေမဲ့အထက်ကိုဝင်ကြည့်တဲ့အခါမှာသင်္ကန်းပေါင်းများများစွာနေနိုင်တဲ့အခန်းပေါင်းများများစွာနဲ့ကြည်ကြုံကြီးကိုအမခံတွေ့ခဲ့ရပါတယ်။အဲ့ဒီအကြောင်းထဲမှာလည်းပဲဘောရဘာသာရဲ့ ောရဘာသာနဲ့သက်ဆိုင်တဲ့ဖခင်များမန္တလာပုံမြတ်ကို အလွန်လက်ရာများစွာထူးဆန်းတာကိုတွေ့ခဲ့ရပါတယ်။ဦးဇင်းတို့သွားတဲ့အခါမှာတချို့အခန့်တွေမှာသို့ပိတ်ထားတဲ့ဖခင်တွေလည်းရှိပါတယ်။အဲဒီသို့ပိတ်ထားတဲ့ဖခင်တွေကိုအဲဒီမှာစောင့်နေတဲ့အဆောင်တွေကဖူးကျင်နေဆိုလို့ရှိရင်ပတ်စံပေးပြီးဖူးပါပတ်စံပေးတယ်ဆိုလို့ရှိရင်ဒီဟာတွေကိုဖွင့်ပေးမယ်ဆိုပြီးတော့အဲ့လိုပြောလာတဲ့အတွက်ကြောင့်လည်းပဲပတ်စံပေးပြီးတော့အဲ့ဒီဖျားတွေကိုလည်းဝင်ရောက်ဖုတ်ခဲ့ပါတယ်။ဟိန္ဒူဂူတွေကတော့ ဂုဏပတ်73ကနေပြီးတော့29ထိဟာဟိန္ဒူဘာသာဝင်တွေရဲ့ဂုတွေဖြစ်ပါတယ်ဒီဂုတွေဟာဗုဒ္ဓဘာသာထက်အနည်းငယ်နောက်ကျတယ်လို့ခန့်မှန်းရပါတယ်ဒီဂုတွေကိုခရစ်နှစ်600မှနေပြီးတော့900အတွင်းတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်ဟိန္ဒူဘာသာဝင်ရဲ့ဂုတွေကိုကြည့်တဲ့အဖြစ်သူတို့ရဲ့အင်အားကြီးမားမှုကိုဒီဂုတွေကနေပြီးတော့ကိုစားပြုနေပါတယ်အဲ့ဒီဂုတွေမှာအတိကမုံရင်ဂုကတော့ရှိဝဖရာကိုယေစုပြီးတော့ ဟိန္ဒူကျမ်းစာများမှာပါတဲ့ဇာလံများကိုရုပ်လွန်းပေါ်အောင်ထွန်းတူရတာဖြစ်ပါတယ်အလွန်တရာမှလှပတည်တတ်ပြီးတော့အဲ့ဒီဂူတွေထဲမှာဆိုလို့ရှိရင်ဒီဟိန္ဒူတွေရဲ့ဂူဟာလှပအတိတ်သက်ဆုံးဖြစ်ပါတယ်ဒီဂူကနံပါတ်6ဖြစ်ပါတယ်အန်အုပ်ဖွေဟာလေးလာစရာအလွန်တရာမှကောင်းတဲ့ဂူတူလေးဖြစ်ပါတယ်သူတို့ရဲ့လက်ရပြောင်းမှမှုပြည်သူကပညာကျွမ်းကျင်မှုအစရှိတဲ့ ရှေ့ခေတ်ကလူတွေရဲ့အတွေ့အခွပညာရဲ့တွေအနုပညာရဲ့တွေအသေးစိတ်ကိုဖော်ကျူးထားတဲ့ကုတကူဖြစ်ပါလေဒီကူကိုသူတို့ကကေလာသတောင်ကုန်းဆိုပြီးတော့အမည်ပေးထားကြပါလေကေလာသတောင်ဆိုတာဟာဟိမဝန္တာတောင်တန်းတွေမှာရှိတဲ့တောင်ဖြစ်ပါလေရှီဝဖရာပြိုဆန်ခေယာတောင်ကိုအဆွေပြုပြီးတော့ဒီကူကိုလည်းပဲကေလာသတောင်ဆိုပြီးတော့သူတို့ကခေါ်ပေါ်ကြတာဖြစ်ပါလေဒီကုနဘ6ကေလာသ တော်ကွန်းကျောင်းတော်ကတော့ဟိန္ဒူဘာသာဝင်တွေအတိကပင်မကျောင်းဆောင်ကြီးဖြစ်ပါတယ်ဒီကိုဟာဆိုလို့ရှိရင်ကပအကြီးဆုံးကျောက်စစ်လက်ရာကြီးတစ်ခုဖြစ်ပါတယ်ဒီကူရဲ့ထူးခြားချက်မှာကတော့ပုံမှန်ကူတွေလိုပဲရှေ့ကနေပြီးတော့ထွန်းထူမထားပဲနဲ့အပေါ်ကအောက်ကိုကျောက်ဆောင်ကြီးကိုတူးဖို့ထွန်းထူရတာဖြစ်ပါတယ်ကျောက်ဆောင်ရဲ့တန်းရှင်းတဲ့သင်္ခန်းကိုဖေရှားခရရတယ်လို့ခံမှရပါတယ် ဂုဏဘတ်21ကတော့ဟိန္ဒူဘာသာဝင်တွေရဲ့ဂုမြတ်ထင်မှာဆိုလို့ရှိရင်အစိုးဆုံးနဲ့အလှပဆုံးကိုတခုရှိပြီးတော့ဒီဝနဲ့ပါရာဝတီရဲ့ဇာတ်ကြောင့်မြတ်ကို လက်ရပြောင်းများစွာထုစစ်ထားတာဖြစ်ပါတယ်။ဂျင်းဘာသာဝင်များရဲ့ဂုကတော့ဂုဏဘတ်30မှာ30လေးဖြစ်ပါတယ်။သူတို့ရဲ့ဂုကတိပိဋကမှာမြပါဘူး၅ဂုလောက်ပဲရှိပါတယ်။ဒီဂုတွေဟာဘောရဘာသာဟိန္ဒူတွေထက်နောက်ကျတဲ့ဂုတွေလို့ခန့်မှန်းကြပါတယ်။ ရနှစ်ရှေ့အားကနေပြီးတော့တထောင်အတွင်းမှာနောက်ဆုံးတည်ထားခဲ့တဲ့ဂူရီလို့ခန့်မှန်းကြပါလေဒီဂူရီထဲမှာဂျင်းဘာသာဝင်တို့ရဲ့ရိုးရာဝါဒတွေကိုလက်နက်ရုပ်လွန်ပေါ်အောင်အသေးစိတ်ပြောင်ပြောင်စွာထုလုပ်ထားတဲ့ဂူတူဂူလေးဖြစ်ပါတယ်ဂျင်းဖရာကြီးမဟာဝီရရဲ့ရုပ်ထုတွေလည်းရှိပါတယ်ဂူနံပါတ်30နဲ့နှစ်ကတော့မျက်နှာချက်ကိုဂျာပန်ပုံတွေနဲ့ဆွဲထားပြီးတော့ လွန်တရားမှလှပါတဲ့အကြောင်းဆောင်တစ်ဆောင်လည်းဖြစ်ပါတယ်ဒီကိုယ်တွေအလုံးကိုပေါင်းပြီးတော့ရှင်ကုန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပန်းတွေနဲ့ထွန်းထူထားတဲ့ဂူများဟာမတူကွဲပြားတဲ့ဘာသာရေးအစဉ်လာများတန်တားရေးများရှိခဲ့ကလူတွေရဲ့အယူအဆအနုပညာလက်ရာတွေကိုဟောပြနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်တချို့လူတွေကဒီဂူများဟာတဲ့ခရစ်နှစ်၁၃၀၀ဆုံးမှာဝတ်ပြုတဲ့နေရာအဖြစ်မှနေပြီးတော့ရပ်တန့်သွားခဲ့တယ်လို့ဆိုပါတယ် စင်္ဂရာစုစစ်ခွနှစ်ရာစုအကြမှာထူလောထားခဲ့တဲ့ရုပ်ထုများကတော့တိတိသာသာပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ဒီကူတွေကိုကိုလိုနီခေတ်ရောက်တဲ့အခါမှာဥရောပနိုင်ငံသားတွေကပြန်လည်ရှာတွေ့ခဲ့ပြီးတော့ထိန်းသိမ်းထားခဲ့တဲ့ကူများလည်းဖြစ်ပါတယ်ဒီအီလိုရာကူကိုအနုပညာပိသုကလက်ရာများအလွန်တရာမှသေသက်တောက်ပြောင်တဲ့သမိုင်းဝင်နေရာအရေးပါမှုဖြစ်တဲ့အတွက်ကြောင့်သမိုင်းဝင်နေရာဖြစ်တဲ့အတွက်ကြောင့်အလွန်တရာမှ အရေးပါလာတဲ့တိကျလူတို့ရဲ့လက်ရာပြောင်းလဲမှုလို့ယူနက်စကိုကကပတ်အမွေနဲ့တခုဖြစ်အသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ဒီဂူတွေကိုတိဆောက်ခဲ့တဲ့ပုံကိုယ်တွေကဆလူကျက်ဆိုတဲ့မင်းရဲ့လက်ထက်မှာဗောဓဘာသာဝင်တဲ့လိုက်ကူများကိုတိဆောက်ခဲ့တယ်လို့ပြောပါတယ်။ရာချထရကုဒဟိန္ဒူမင်းလက်ထက်မှာတော့ဟိန္ဒူတွေကအင်အားကြီးလာပြီးတော့ဟိန္ဒူကျောင်းဆောင်တွေဟိန္ဒူဂူတွေကိုဆောက်လုပ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမင်းလက်ထက်မှာပဲ ဂျင်းဘာသာဝင်တွေကူတွေကိုလည်းပဲဆောက်လုပ်ခဲ့တယ်လို့ဆိုပါတယ်ဒီကူတွေကိုဆောက်လုပ်တဲ့အခါမှာအကြဆုံးနဲ့အကျိုးကျဆုံးကတော့ကေလာဆလို့ခေါ်တဲ့ဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်ဒီကူတွေဟာရှင်းအောင်အိန္ဒိယဘိသုကာနဲ့အင်ဂျင်နီယာများရဲ့ကျွမ်းကျင်မှုဆိုင်ရာကိုတက်သေပြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီကူတွေကိုတည်ဆောက်မှုဟာနှစ်ပေါင်းရရှိကြာခဲမှဖြစ်ပြီး မတူညီတဲ့ဘာသာရေးအလေးအထများကို ိုကျုနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီကူတွေကိုသွားရောက်ပြီးတော့လေ့လာမယ့်အချိန်ကတော့အကောင်းဆုံးအချိန်ကတော့ဆောင်းတွင်းဒီမှာပို့ပြီးတော့သွားလာလို့ကောင်းပါလေ။အော်တိုဘာလကနေပြီးတော့မတ်လအတွင်းမှာ သွားရောက်လို့ပို့ကောင်းပါလေ။ရာသီဥတုအေးမရတဲ့အတွက်ကြောင့်လေလေပိုက်ရန်လည်းပဲအတော်တန်ကောင်းပါလေ။အဲဒီကူဝန်းကျင်ကိုသွားမယ်ဆိုလို့ရှိရင်ပေါ်ပေါ်ပါပါလေးလေးဝပ်ပြီးတော့သွားတာပေါ်ပြီးတော့ကောင်းပါလေ။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီခူလေးကိုအကုန်လုံးကိုကြည့်မယ်ဆိုလို့ရှိရင် အရှိစီအတန်းစီလမ်းရှာရတာမို့လို့တက်တောင့်တက်တာဖနက်တွေစီးပြီးတော့သွားဖို့ကလည်းပဲအကြံပြုပါတယ်ဒီကိုကိုဖွင့်ခြင်းကတော့မနေ့6ရက်နေ့မှာညနေ6ရက်နေ့အထိဖွင့်ထားပါတယ်အင်ကာနေ့တိုင်းဒီကူကိုပိတ်ပါတယ်အင်လိုရာကူရဲ့ကျေဝန်းမှာဘယ်လောက်ရှိလဲဆိုလို့ရှိရင်1ကီလိုမီတာကျေဝန်းပါတယ်ဒီအင်လိုရာကူကတော့ပန့်ချီပကြီးပညာဆေးတုပ်ထားတဲ့လက်ရည်ကိုတူတူများများတော့မတွေ့ရပါဘူးတချို့တချို့သောရုပ်ထုတွေဟာအနည်းငယ် ကြံ့ထော်နေတဲ့ညလည်းပဲလက်ရမြောက်တဲ့အနုပညာတစ်ခုဖြစ်ပါတယ်လက်ရမြောက်တဲ့ပုသုကပညာတစ်ခုဖြစ်ပါတယ်ကံဟီရီမုံပွင့်မြမှာရှိနေတဲ့ကံဟီရီကတော့ဒီအလိုရာလောက်လက်ရမမြောက်ပေမဲ့ကံဟီရီမှာရှိတဲ့တက္ကသိုလ်ကတော့ကိုဟာ300ကျွန်းကျွန်းရှိတဲ့နေရာဖြစ်ပါတယ်ဒီအလိုရာမှာကတော့34ခုပဲရှိပါတယ်ကံဟီရီမှာတွေ့ရတဲ့ပုသုကပညာတွေဟာကြံ့ထော်နေတဲ့ပုံစံမဟုတ်တော့ဘဲနဲ့လုံးဝချိုးမွေ့နေတဲ့ပုံစံကိုထုလုပ်ထားတာတွေ့ရပါတယ် ဒီအလိုရာကူမှာတော့လှပသစ္စာနဲ့အနုပညာတွေနဲ့အတက်အထွက်လေးတွေနဲ့ပြောင်းမြောက်စွာထူလောက်ထတာကိုတွေ့ရပါတယ်။တချို့နေရာမှာတော့နည်းနည်းပါးပါးကြမ်းထုံနေတဲ့နေရာလေးတွေတော့ရှိပါတယ်။အလိုရာကိုလေ့လာပြီးတဲ့နောက်မှာအဂျန်တာကိုရှိတဲ့နေရာကိုတွားရောက်ခဲ့ပါတယ်။အဂျန်တာနဲ့အလိုရာကြရင်နည်းနည်းတနားရီကျော်နှစ်နာရီဝန်းကျင်လောက်လမ်းဝေပါတယ်။အဂျန်တာကို ရောက်သွားတဲ့အခါမှာတော့အရှင်မမင်းတို့တာကိုတွေ့ခဲ့ရတယ်။ကိုရောက်တဲ့အခါမှာတော့ အဲ့ဒီအထက်ကိုဝင်ဖို့လမ်းမဖက်မရတော့ပါဘူးခဲတကားတွေအကုန်လုံးပိတ်သွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့အဂျန်တာကူရဲ့သမိုင်းကြောင်းတွေကိုအင်တာနက်ကနေလိတ်ချာကြည့်တဲ့အခါမှာဒီအဂျန်တာကူတွေဆိုတာဟာ only bodizen ဘောရဘာသာတွေအတွက်ထုလုပ်ထားခဲ့တဲ့ကူဆိုတာကိုလေ့လာလေ့လာတွေ့ရှိရပါတယ်ဒီကူတွေရဲ့သမိုင်းကြောင်းကိုအနည်းငယ်ကြည့်ကြမယ်ဆိုလို့ရှိရင်သမိုင်းပညာရှင်တွေခန့်မှန်းထားတာက BC 200စုကနေပြီးတော့100စုနှစ်မှာဆလောက်ထားခဲ့တဲ့ကူတွေဖြစ်တယ်လို့ခန့်မှန်းကြပါတယ် ဲ့ဒီဂေါပရာခေတ်ကိုရောက်တဲ့အခါမှာ AD 900စုကနေပြီးတော့600စုအတွင်းမှာပိုမိုကျွေးဝါလာတဲ့လှဆင်ထားတဲ့လက်ကူးများကိုတွေ့ကြရပါတယ်။ဒီကူရဲ့ထူးရဲ့ချက်မှာတော့အဂျန်တာရဲ့ပကြီနဲ့ဘဘူးများဟာဘောရဘာသာရေးအနုပညာရေးလက်ရာများကိုယူဆပြီးအနုပညာရလွှမ်းမုံမုံအတော်တန်ရှိတယ်လို့ဆိုနိုင်ပါတယ်။ဒီအဂျန်တာလိုက်ကူရဲ့တည်ရှိနေတာကတော့အဂျန်တာတောင်ကုန်းမှာရှိတဲ့ဝါဂိုရာမြေကန်ဘေဘချန်အထက် တောင်လိုက်ရှောက်ကမ်းပါမှာတူဖို့တွေ့ရှိရတာဖြစ်ပါတယ်အားလုံးဂူဘောင်းဟာ30နဲ့5ခုရှိပါတယ်နံပါတ်9 30 29 26 29တော့ဟာဖုံးရည်နေတဲ့ကြောင်းတွေဖြစ်ပါတယ်လိုက်ကူများဟာကြောက်တုံးလှေကများဖြစ်ပြီးတော့မြင့်နဲ့ဆက်သွင်းနေပါတယ်တူဖို့ရှင် လုပ်ငန်းကိုရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီးမတူညီတဲ့အဆင့်နှစ်ဆင့်နဲ့ဆောင်ရွက်ခဲ့ရတယ်လို့ဆိုပါတယ် ပထမအဆင့်ကတော့ BC 200စုခန့်မှ BC 100စုအထိစတဘာဟာနာမင်းဆက်တဲ့ကထူလောက်ခဲ့တယ်လို့ဆိုပါတယ်ဒုတိယအဆင့်ကလည်း600စုအတွင်းမှာဘာဂာတကာမင်းဆက်ရဲ့ဗတ်စင်ဆိုတဲ့ပုံကထူလောက်ခဲ့တယ်လို့ဆိုပါတယ်ဂူတွေကတော့9ရက်10 7 7 9 7 3 5 A တို့ကိုဘောဓဘာသာဟိနယရသမုထေရဝါဒဘောဓဘာသာဝင်များကပထမအဆင့်မှာထူးဆစ်ခဲ့ကြပြီးတချို့သောနေရာတွေမှာဘုရားကို အနိဋ္ဌာယုံအဖြစ်တော်မှာ ပုံစံထုတ်လုပ်ထားတာကိုတွေ့ရပါတယ်ဒီ agenda ကူရဲ့ထူးခြားချက်မှာက တော့အဲ့ဒီကြောက်တောင်ကြီးထဲမှာရှိနေတဲ့ဂူတွေထဲမှာ အလွန်တရာမှလှပတဲ့မျက်နှာချက်တွေကို အသေးစိတ်ထုတ်လုပ်ထားတာကို တွေ့ရပါတယ်အဲ့ဒီ agenda ကူမှာလည်းပဲသင်္ကားတဲ့နေတဲ့အဆောင်တွေအခန်းတွေဖယားရှိကိုဆောင်းတဲ့ဆွမ်းစားဆောင်တွေကိုလည်းပဲတည်ဆောက်ထားတာကိုတွေ့ရပါတယ်ဒီဂူတွေထဲမှာ ရှင်တရာကေထာနဲ့ဝိဟာရဆိုတဲ့เจ้ามาปิตุปิตุกะปုံซันအပြင်အမြင့်မြတ်သောဘုရားဘာသာရဲ့တလေးထောင်ဆံမြတ်ကို တရုတ်ခေါ်တာလေပပူးများပကြီကားများအလှဆင်လာတာကိုတွေ့ရပါတယ်ဒီအလှတွေကဗောဓဘာသာသမိုင်းနဲ့အိန္ဒိယသမိုင်းရဲ့အရေးပါတဲ့ခင်နခေကို ဖော်ပြနေတာဖြစ်ပါတယ်ဒီအဂျန်ဒါကူတွေထက်ကနံပါတ်5ရဲ့24ရဲ့29တွေကတော့ကျောက်တွေကိုကျောက်တွေကိုထူးဆန်းတဲ့နိပညာဟာအလွန်တရာမှအကောင်းတဲ့အထောက်အထားတွေကိုသက်သက်ပြလျက်ရှိပါတယ်အဂျန်ဒါကူဟာရှေးခေတ်ဗောဓဘာသာဝင်တွေရဲ့အပိတုကာ လက်ရများကိုထူးစစ်တဲ့နေရာမှာအကြီးကြီးဆုံးအောင်မြင်မှုများထင်မှာတစ်ခုကိုဖော်ပြနေတာဖြစ်ပါတယ်။အဲ့ဒီ agenda ကိမှာရှိတဲ့အနုပညာလက်ရတွေဟာအဲ့ဒီခေတ်ကတော့ delay ထောင်းတမ်းများအိန္ဒိယရှိခေတ်ပြန်လူဖွေးစင်းများရဲ့အနုပညာပြည်သူကပကြီးလူမျိုးရေးယဉ်ကျေးမှုဘာသာရေးနဲ့နိုင်ငံနိုင်ငံရေးသမိုင်းများရဲ့အရေးပါပြီး ရှားပါတဲ့နမူနာပုံစံဖြစ်ပါတယ်။ဒီ agenda ကူတွေဟာသူတို့ရဲ့ပြောင်မြောက်တဲ့လက်ရာကိုတစ်ကမ္ဘာလုံးကလူတွေက အန်ရှိမကုန်ခံစားရတဲ့လက်ရည်ဖြစ်ပါတယ်ဒီကူများမှာသဘာဝအတိုင်းပြုလုပ်ထားတဲ့ဗဘူးများပကြီးများစာပိုက်တို့များအစရှိတာတွေလည်းပါဝင်ပါတယ်ဘောဓဘာသာတွေရဲ့ဒေသနာတွေကိုရောင်ပြန်ဟတဲ့ပြင်းထန်တဲ့အနုပညာပိသူကလက်ရည်များကိုပြသတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီကူရီဟာပြပြဖို့ဆိုတာမလွယ်လှပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ရဲ့တိဆောက်ထားတဲ့ပြည်သူကပညာလက်ရာကအလုံးတရာမှစီးစင်းနေကြလို့ဖြစ်ပါတယ်။ ဒီ agenda ကိုတော့1983ခုနှစ်မှာ UNESCO ကကမ္ဘာအမွေအနှစ်ဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ဒီကူရီထဲမှာပထမဆင့်အနေနဲ့ထေရဝါဒရဲ့အယူဝါဒတွေကိုတွေ့ရပါတယ်။ဟီနယန္နာမှာလည်းပဲပထမဆင့်ကပထမဆင့်မှာဟီနယန္နာကိုလည်းတွေ့ရပါတယ်။ဒုတိယအဆင့်ကိုရောက်သွားတဲ့အခါမှာတော့ဒီကူဟာမဟာယာနပုံစံကိုပြောင်းလဲသွားတာဖြစ်ပါတယ်။ဒီကူတွေကို အပိုင်းအဖျင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်မျိုးနှစ်စားရှိပါတယ်။ဘူကို10 16 26 စေကိုဆိုရာဟာကုံပမျက်နာကျက်ဩခုံဘုံစေတီဝိဟာရဘောစေတီကြောင်းတိုက်သင်္ကာရီနေထိုင်ရအတွက်ဝန်းရံထားတဲ့အခန်းငယ်များဖြင့်လှပတဲ့ဂုဏ်များဖြစ်ပါတယ်ပထမပထမပီစီခင်မှာ ပြုလုပ်ထားတဲ့စီရီတို့ကိုအထိမ်းမှပြုပြီးတော့ပကြီးကားများရေးဆွဲထားရဖြစ်ပါတယ်အရိကမတဆင်ပြည်သူ့အပင်ရှင်များဟာနေရံတွေမှာရုပ်လုံရုပ်ကြွားတွေကို ထုစစ်ပေးကြပါတယ် နာမည်ကြီးပကြီးကများကတော့ဂူ6ဂူ7ရဲ့2ရဲ့6နဲ့6ခွန်ကနေပြီးတော့အလွန်တရာမှကောင်းတဲ့လက်ရလို့သမတ်ပညာရှင်တွေကယူဆကြပါတယ်အဲ့ဒီဂူတွေထဲမှာဇက်တို့အမျိုးမျိုးမြတ်စွာဘုရားရဲ့ဖြစ်စဉ်မျိုးမျိုးပုဒ်တော်ဝင်တွေကိုလည်းပဲရုပ်ဝတ်ထားတာဖြစ်ပါတယ်အဲ့ဒီဂူတွေမှာရှိတဲ့ဆေးအောင်ခြေသားတဲ့ပညာဟာလည်းပဲအလွန်တရာမှခင်မိတယ်လို့ပြောလို့ရပါတယ်ဒါတွေကအဂျန်တာနဲ့အလိုရာဂူရီရဲ့အကြောင်းကိုတမိုင်းတမိုင်းအချင်းချုပ်လေးကိုအချင်းချုပ်ပြီးတော့ ပြောပြခဲ့တာဖြစ်ပါတယ်ဒီထက်မကသိကျင်နေဆိုလို့ရှိရင်တော့ agenda elora ဆိုပြီးတော့ကိုကေးမှာရိုက်ထည့်ပြီးတော့ဒီဂူရီရဲ့တမန်ဖြစ်စဉ်တွေဂူရီရဲ့အနုပညာလက်ရာတွေပိတုကပညာလက်ရာတွေအစရှိတဲ့အံ့ဩဖွယ်ရာအဖွယ်ဖွယ်ကိုကိုရင်ကိုကြအလေးလာလို့ရပါတယ်အဲ့ဒီနေရာကိုတွားမယ်ဆိုလို့ရှိရင်လည်းကိုရင်ကိုကြတွားရောက်ပြီးတော့ကြည့်ရှုနိုင်ပါကြောင်းသင်ပြလိုက်ရပါတယ်အဆုံးထိ ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် 这样嘛，向大家吧是。